ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ LCK YouTube channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဒီ ဂိန်းထဲကိုဝင်ဝင်လိုက်ချင်းပေါ့နော်ဂိန်းထဲကိုဆော့တော့မဆော့သေးဘူးဂိန်းထဲကိုဝင်ဝင်ချင်းပဲငွေတန်းပြီးတော့ထုတ်လို့ရတယ်ကျွန်တော် application လေးခုနဲ့ကျွန်တော်ဒီမိတ်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီဂိန်းလေးကကျွန်တော်တို့ခုနကပြောလို့လိုပဲဂိန်းထဲကိုဝင်ဝင်ချင်းဘာမှမလုပ်ရသေးဘူးနဲ့ငွေတန်းပြီးတော့ထုတ်လို့ရတယ်အပြီးလို့ရှိရင်သူသူနဲ့ထုတ်လို့ရတဲ့ banking တွေက PayPal နဲ့လည်းထုတ်လို့ရမယ်ပြီးလို့ရှိရင် Binance USDT နဲ့လည်းထုတ်လို့ရမယ်ပြီးလို့ရှိရင်ဒီ mobile ဂိန်းသမားတွေအတွက်ပေါ့နော်ပက်ကြီးသမားတွေအတွက်ဆိုလို့ရှိရင်လည်းကောင်းတယ်ပက်ကြီး UC နဲ့ပါလဲလို့ရမယ်ဂိန်းလေးတစ်ခုဖြစ်ပါတယ်ဒီဂိန်းလေးကကျွန်တော်တို့ဒီလိုမျိုးဂိန်းသမားတွေအတွက်ကောပြီးလို့ရှိရင်ငွေရှာမဲ့သူတွေအတွက်ပါအဆင်ပြေတဲ့ဂိန်းလေးဖြစ်ပါတယ် အဲဝင်ဝင်ကြေးလဲငွေတန်းထုတ်လို့ရတယ်ဗောနော်โอเคဆိုတော့ကျွန်တော်အဲ့ဒီ game လေးနဲ့ဒီနေ့မိတ်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ game link ကတော့ကျွန်တော်တို့ဒီမှာ RP reward ဆိုတဲ့ဒီအဝါရောင် logo လေးနဲ့ပေါ့နော်အဲ့ဒီ game link ဖြစ်ပါတယ်ဒီ game link ကိုတော့ကျွန်တော်တို့ download အတွက်ထုံးတဲ့အချိန်ကျွန်တော်ရဲ့ dvd ရဲ့ comment မှာကျွန်တော် game download ရဲ့ link ဆိုပြီးတော့ link လေးချပေးထားပါမယ်အဲ့ဒီ game အဲ့ဒီ link လေးကနေပြီးတော့မှဝင်ပြီးတော့တစ်ချက်နှိပ်ပြီးတော့ download လိုက်ပါနော် okay ကျွန်တော်တို့အားလုံးက download ပြီဆိုလို့ရှိရင်တော့ဒီ game လေးကိုတစ်ချက်ဝင်လိုက်ပါမယ်တခုရှိတာကဒီ game ကကျွန်တော်တို့ငွေထုတ်လို့လဲကောင်းတယ်လို့ကျွန်တော် error တခုလည်းရှိပါတယ်အဲ့ဒါကကျွန်တော်ဗာ error လဲဆိုတော့အခု game ထဲမှာကျွန်တော်ပြပေးမယ်ပေါ့ game ထဲမှာဆော့ပြနေကျွန်တော်တစ်ခါလေးပြပေးပါမယ်ဒီ game လေးကကျွန်တော်တို့ အဲဂုံးစင်းလို့တော်တော်ကောင်းတယ်ကျွန်တော်တို့အကောက်ဆက်ဆာဝင်ချင်းပေါ့နော်အခုသူဒီလိုပြပြီဆိုရင်ဒီဘက်ဆွဲလိုက်နော်ပြီးလို့ရှိရင်ဒီအောက်ကအဝါလေးကိုနှိပ်လိုက်ဆိုတော့ agree ဆိုတာလေးကိုနှိပ်လိုက်ပါဒါသူ့ရဲ့ policy ပေါ့နော်ကျွန်တော်လိုက်နာမယ်ဆိုတဲ့အကြောင်း agree ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော်ဆိုတော့ဒီလို gmail လေးတွေပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ချိန်ပြီးတော့ဝင်မယ် gmail တစ်ခုကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါအဲနှိပ်ပေးလိုက်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့အကောက်ထဲကိုရောက်သွားမှာပေါ့နော်ပြီးရင်ခဏလေးစောင့်ပေးပါ ဒီဟာကကျွန်တော်ကအကောက်ဖွင့်ပြီးသားပေါ့နော်ဒီဟာကကျွန်တော်အကောက်ဖွင့်ပြီးသားအကောက်ဖွင့်ပြီးသားမလို့ကျွန်တော်ကအဲအခုဒီလိုပေါ်နေရပါတော့အဲကျွန်တော်ရေကိုမတွေကအခုမှဝင်လာရဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော်အဲအခုကျွန်တော်ဝိုင်းပြတဲ့ဒီနေရာလေးမှာကျွန်တော်တို့ဟို claim ဖို့အတွက်ပေါ့နော်နှိပ်ပြီးတော့ယူဖို့ကျွန်တော်တို့ဒီမှာ1ဆိုပြီးတော့ပေါ်နေလိမ့်မယ်အဲ့ဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာကကျွန်တော်ယူပြီးသားမလို့ဒီလိုတရားပေါ်နေရပါတော့အဲ့လိုမျိုးတရားပေါ်နေရကကျွန်တော်တို့ကမယူရသေးဘူးအခုမှစပြီးတော့ယူမယ်သူတွေဆိုလို့ရှိရင်ကျွန်တော်တို့ပါဆယ်ဘုံပုံစံမျိုးလေးပေါ့နော်ကျွန်တော်တို့ပါဆယ်ဘုံပုံစံမျိုးလေးပေါ်နေလိမ့်မယ်အဲ့ဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါနော် ော်အဲ့ညာလေးကိုကျွန်တော်တခြားနှိပ်လိုက်နှိပ်ပြီးပြီဆိုလို့ရှိရင်ဘလို့ဘလို့ပေါ်လာမလဲဆိုလို့ရှိရင်အဲ့ဒီ parcel ပုံးလေးကိုကျွန်တော်တို့ကခဲချစ်ပေးရမှာပေါ့နော်အဲ့ဒီ parcel ပုံးလေးကိုကျွန်တော်လက်ညှိုးလေးနဲ့ပဲဖြည်းဖြည်းကျွန်တော်တို့တခြားချစ်ပေးလိုက်ပါနော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးဒီ point တရရသွားပါလိမ့်မယ်အဲ့ဒီ point တရကျွန်တော်ယူပြီးသားမလို့ကျွန်တော်လောက်ပြလို့မရတော့တော့ပေါ့နော်အဲကျွန်တော်ရဲ့ကိုမိမတရားအခုမှစပြီးတော့သုံးမဲ့သူတွေဆိုလို့ရှိရင်ဒီလိုမျိုးလေးရသွားပါလိမ့်မယ်ရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကိုငွေတန်းထုတ်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တက်တည်ပြပေးပါမယ်ကျွန်တော်ငွေပမာထုတ်လို့ရမလဲဆိုလို့ရှိရင်အခုကျွန်တော်တို့ရလာတဲ့ကွာရောကျွန်တော်တို့တန်းထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဘက်ကကျွန်တော်တို့ဒီ return ဆိုတဲ့ပတ်စံအဲ့ပုံစံမျိုးလေး အဲ့ဒီနေရာကိုတစ်ချက်လာလိုက်ပါဒီလိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တခြားသောငွေထုတ်လို့ရတဲ့ sorry ကျွန်တော်တို့ဒီ banking တွေအများကြီးရှိတယ် PayPal တွေရှိတယ် Binance တွေရှိတယ်ကျွန်တော်က PayPal နဲ့ဆိုလို့ရှိရင်နှိပ်ကြည့်လိုက်ပါ PayPal နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့6000ထိုင်ကွန်ရမှာကျွန်တော်ထုတ်လို့ရမှာပေါ့နော်5ဒေါ်လာနေစပြီးတော့ပြီးထုတ်ပါတယ်ဆိုတော့ကျွန်တော်တို့က PayPal နဲ့ထုတ်လို့မရသေးဘူးဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးကုန်းစဆင်းမလဲဘယ်လိုမျိုးစထုတ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ Binance ရှိတယ်ဗျာဒီ Binance USDT ရှိတယ်ကျွန်တော် USDT နဲ့ Binance နဲ့ထုတ်မှဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ချက်ဝင်လိုက်ပါအဲဒီကိုရောက်ပြီဆိုလို့ရှိရင် ကျွန်တော်တို့ကခုနက coin 100ပေါ့နော် coin 100ကိုကျွန်တော်တို့ကဘယ်လိုထုတ်အောင်လဲဆိုလို့ရှိရင်ဒီနေရာလေးမှာဗျာဒီအပေါ်ဦးဆုံးထိတ်ကလေးမှာပေါ့နော်အခုကဒီနေရာမှာအစားထုတ်ဝင်လာတာဒီနေရာမှာကျွန်တော် ျွန်တော်တို့အခုမှစထုတ်မဲ့သူတွေဆိုလို့ရှိရင်ဒီညမှာ coin တရားပြနေလိမ့်မယ်အခုကကျွန်တော်ကအဲ့ဒီ coin တရားကိုထုတ်ပြီးသွားပြီ coin တစ်ထောင်ပြနေရပေါ့နော်ဒါကကျွန်တော်ထုတ်ပြီးသားလို့ပြတာပေါ့နော်ဒီညမှာကျွန်တော်အခုမှစပြီးတော့ထုတ်မဲ့သူတွေဆိုလို့ရှိရင်ဒီညမှာ coin တရားပြလိမ့်မယ် coin တရားနဲ့ထုတ်လို့ရတဲ့အမောက်ပြလိမ့်မယ်ဆိုတော့အဲ့ဒီမှာ coin တရားနဲ့ထုတ်လို့ရပြီဆိုလို့ရှိရင်အဲ့ဒီ coin တရားနေရာလေးကိုကျွန်တော်နှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်မှာဘယ်လိုပေါ်လာမလဲဆိုလို့ရှိရင်ကျွန်တော်တို့ Binance နဲ့ထုတ်ဖို့အတွက်ပေါ့နော် Binance ဖွင့်ထားတဲ့ Gmail account ကိုတောင်းပါလေအဲ့ဒီ Gmail account ကိုကျွန်တော်တို့ကထည့်ပေးလိုက်ပေါ့နော် Binance ကိုထည့်တဲ့ Gmail account ဖြစ်ရမယ်နော် Binance ကိုထည့်တဲ့ Gmail account ဖြစ်မှာ ျွန်တော်တို့ကငွေထုတ်လို့ဝင်มาပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဘိုင်းနဲ့အဲကျွန်တော်ဖွင့်ထားတဲ့ Gmail account ကိုထည့်ပေးလိုက်ထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ okay နှိပ်ပေးလိုက်အဲပြီးလို့ရှိရင်ကျွန်တော်ဘယ်လိုထပ်ပြီးတော့ပေါ်လာမလဲဆိုလို့ရှိရင်ဒီ Gmail ကကျွန်တော်တို့တကယ်ဟုတ်မဟုတ်ပေါ့နော်သူက conference လုပ်ခိုင်းနေအဝိုင်အောင်စာသားလေး ਨੇ တကယ်ကျွန်တော်ကဒီ Gmail ကျွန်တော်တို့ထည့်တာကမမှားဘူးမှန်တယ်ဆိုလို့ရှိရင် conference ဆိုတဲ့အဝိုင်အောင်စာသားလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့သူကဘယ်လိုထပ်ပြီးတော့ပြလာမလဲဆိုလို့ရှိရင်သူကကျွန်တော်တို့ရဲ့ Binance account ထဲဥပေါ့နော်ကျွန်တော်တို့ဟိုဟာ48နာရီအတွင်းပေါ့နော် 40နဲ့မှ8နိုင်အတွင်းကိုသူကဒီလွှဲပေးမယ်လို့ပြောထားပါတယ်48နိုင်ဆိုတော့ကျွန်တော်တို့2ရက်ပေါ့နော်အဲ2ရက်အတွင်းကိုကျွန်တော်တို့ရဲ့ဘိုင်းနဲ့အကောင့်ထဲကိုသူကလွှဲပေးမယ်လို့ဒီစာပြပါတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါဆိုလို့ရှိရင် โอเคလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘိုင်းနဲ့အကောင့်ထဲကိုကျွန်တော်တို့အဲ့ဒီ quantity ရထုတ်ထားတဲ့ဟာကကျွန်တော်တို့0 point ဘလောက်ဘလောက်ဘလောက်ပေါ့နော်ကျွန်တော်တို့ရဲ့ဘိုင်းနဲ့အကောင့်ထဲကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်နော်အဲအဲ့လိုမျိုးလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာထုတ်ပြီးသားမလို့အဲကျွန်တော်ဒီမှာ quantity ရမရှိတော့ဘူးပေါ့နော် quantity ရမရှိတော့ဘူးအဲဆိုတော့ကျွန်တော်တို့ကျွန်တော်ကခုနကမှထုတ်ထားတာကျွန်တော်ကအခုဘာလို့ဒီဥပမာပဲပြောပြောပြပေးလို့ရတာလဲဒီ quantity ရယူတဲ့ဟာကျွန်တော်ဘာလို့ပြရလဲဆိုတော့ကျွန်တော်ဒီ video ကိုအရင်လောက်တုန်းကကျွန်တော် recorder ဖမ်းထားတာကျွန်တော်တို့ အဲ့ဒါတက်သွားပြီပေါ့နော် record မဖမ်းမိလိုက်ဘူးဗျာအဲ့ဒါကြောင့်မလို့ record ပြတ်သွားလို့ပေါ့နော်ကျွန်တော်အခုဒီလိုမျိုးလေးပဲပြလို့ရပြီးတာပါပြလို့ရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးကျွန်တော်တို့ဂုံးစပြီးတော့ဆင်းလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ paper နဲ့ထုတ်ချင်တဲ့သူတွေလည်းရတယ်ပေါ့နော် binary နဲ့ထုတ်ချင်တဲ့သူတွေလည်းရတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ patchy binary နဲ့လည်းရမယ်ပေါ့နော်အဲ့ဆိုတော့ patchy uc တွေ binary နဲ့ပါကျွန်တော်တို့ထုတ်လို့ရမယ်ပေါ့နော်အဲ့ patchy uc ဆိုလို့ရှိရင်လည်းကျွန်တော်တို့တစ်ချက်နှိပ်ကြည့်လိုက်ပါ patchy uc ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီမှာကျွန်တော်တို့ ဟိုဘယ်လိုပြောမလဲပက်ကြီး UC ဆိုလို့ရှိရင် coin ခု10ရထောင်ပေါ့နော် coin 10000ကျွန်တော်တို့ coin 10000ဆိုလို့ရှိရင် UC 60အဲ coin 3800ဆိုလို့ရှိရင် UC 325 UC ရမယ်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော် coin များများရှာနိုင်ရင်ကျွန်တော်တို့ကအဲ UC တွေရောအဲ mobile legend diamond တော့မရဘူးဗျာနော်ပတ်ကြည် UC ရောကျွန်တော်ပြီးလို့ရှိရင် Binance USDT ရောပြီးလို့ရှိရင်ကျွန်တော် PayPal နဲ့ရောကျွန်တော်ကြိုက်ကြနဲ့ထုတ်လို့ရမယ်ပေါ့နော်အဲ့လိုမျိုးလေးငွေထုတ်တာတော့ကျွန်တော်နည်းနည်းစုံနေ UC ပါပါဖြစ်တဲ့အတွက် အဲပတ်ချီ user သမားတွေဆိုပို့ပြီးတော့မိုက်တယ်ပေါ့နော် okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလိုဂုံးစင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာထပ်ပြီးတော့လုပ်လို့ရသေးလဲဆိုတော့ကျွန်တော်ဒီမှာ gain လေးတွေဆော်ပြီးတော့လေအဲကျွန်တော်တို့ဒီ coin တွေယူလို့ရသေးပေါ့နော်ကျွန်တော်တို့ဘယ်လိုဆော်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတွေ့ရတဲ့အတိုင်း အာဒီမှာပေါ့နော်ကျွန်တော်ဒီမှာ play now ဆိုတာရှိရပြတွေ့လားမသိဘူးနော် play now ဆိုတာရှိပါတယ်ကျွန်တော်တို့မှာချက်ပြပေးပါမယ်ဒီ away on saturday နဲ့ play now ဆိုတာကိုကျွန်တော်တို့ချက်နှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီအောက်မှာ continue ဆိုတာလေးကိုဆက်ပြီးတော့နှိပ်လိုက်ပါအာနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ permission တောင်းရင် allow ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးလို့ရှိရင်ခဏလောက်စောင့်ပေးလိုက်ပါနော်အခဏလောက်စောင့်ပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ no internet connection ဆိုတာကျွန်တော်ဘာကြောင့်ပြတာလဲဆိုလို့ရှိရင်ကျွန်တော်ကအခုတုံးနေတာအခု video လုတ်ပြတာကျွန်တော်က internet internet တုံးပြီးတော့ internet ဖွင့်ပြီးတော့ကျွန်တော်ကဒီ video ကိုလုတ်ပြနေတာပေါ့နော်အဲဒီ game တစ်ခုကျွန်တော် error ရှိတယ်ဆိုတာကျွန်တော်အရှိမပြောခဲ့ရတယ်နော် ော်ဘာ error လဲဆိုတော့ဒီမှာစပါပြီသူကဘာ error လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဖုန်းအမျိုးအစားချင်းမတူဘူးဒီ device ချင်းမတူဘူးပေါ့နော်သူကဘယ်လိုမျိုး error လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ no internet connection ဆိုတာကျွန်တော် internet ချိတ်ဆက်မှုမရှိဘူးလို့ပြောတာပြောထားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကကျွန်တော်ဖုန်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဖုန်းကဒီ internet နဲ့ဒီ game ကို search လို့ရမှာမဟုတ်ဘူးကျွန်တော် wifi နဲ့ search မှာရမှာပေါ့နော် wifi နဲ့ search မှာကျွန်တော်ဒီနေရာမှာ game တွေပေါ်မှာဖြစ်ပါတယ်တချို့ဖုန်းတွေတချို့ device တွေဆိုလို့ရှိရင်ကျွန်တော်လိုဖြစ်ချင်မှာဖြစ်လိမ့်မယ်အဲကျွန်တော်က wifi နဲ့မှာရမှာတချို့ဖုန်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ internet နဲ့ရချင်ရလိမ့်မယ်ပေါ့နော်အဲ့လို မျိုးလေးတွေ error ရှိတယ်အတလုံးနဲ့တလုံးနဲ့မတူဘူးအဲ့လိုမျိုး error တွေရှိနိုင်တယ်ပေါ့နော်ဒါဝိုင်ဟိုကကျွန်တော်တို့ VPN ကြောင့်မဟုတ်ဒီခင်ရ VPN လက်မခံဘူး VPN ချိတ်လို့မရဘူးပေါ့နော်အဲ့လို internet နဲ့ wifi နဲ့ဂျာမှာပြဿနာလေးတွေ error လေးတွေနည်းနည်းရှိရပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်ပါတယ်နောက်ပြီးတော့လေကျွန်တော်ဒီနေရာမှာနှိပ်ပြီးတော့ကျွန်တော်တို့ gain လေးတွေကြည့်လို့ရတယ်ပေါ့နော်အဲကျွန်တော်ကတော့အခုလိုမျိုးပဲ internet နဲ့ပြတာဖြစ်တော့တော့ gain တွေပေါ်မှာမဟုတ်ဘူးပြီးလို့ရှိရင်ဒီနေရာမှာရောကျွန်တော်တို့ဒီ f tag တွေပေါ့နော် gain တွေဆော့ပြီးတော့လေကျွန်တော်တို့ quiet နေယူလို့ရမှာဖြစ်ပါတယ်ဒါကတော့တစ်ချက်စမ်းကြည့်ပေါ့နော်ကျွန်တော်ကဒီမှာ wifi မရှိလို့ပြပေးလို့မရတာပေါ့နော် โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ home ကိုနားလည်သွားပြီးခြင်းနဲ့ဒီဘက်ကကိုကျွန်တော်နှက်ကြဒီဘက်ကကြတော့ကျွန်တော်တို့ဒီ f ကိုကျွန်တော်တို့အကောက်ဖွင့်ဝင်ဝင်ခြင်းရတဲ့ coin တရားကို welcome bonus သဘောမျိုးပေါ့ဗျာအဲရတဲ့ဟောက်သူကပြပေးထားတာဖြစ်ပါတယ်ဒီဘက်ကဒီမီးတောက်ပုံစံမျိုးမျိုးလေးနဲ့ဟောက်တစ်ချက်နှိပ်လိုက်ပါ ဲ့ဒီဟာကကျွန်တော်ဗာလဲဆိုလို့ရှိရင်ဒီမှာ daily ပေါ့နော်သူက daily ဝင်ယူလို့ရတဲ့နေရာတွေထင်တယ်ဗျာကျွန်တော်ကတော့ဒီမှာခုနကလိုမျိုးပဲဝင်နှိပ်လိုက်မယ်ဆိုလို့ရှိရင် no internet connection ဆိုပြီးတော့ပြနေလို့ကျွန်တော်ဘကားပြပြလို့မရပါဘူးဒီအောက်မှာလည်းအဲ့လိုမျိုးပဲပေါ့နော်ရက်အလိုက်သူကဝင်ယူလို့ရတဲ့နေရာလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဘကားပြပြလို့မရတာဟုတ်အဲနားလည်ပေးပါနော်ကျွန်တော်ရဲ့ဒီ အဗျူဟာတွေကဒီဟာဝင်ဆော့ကြည့်လို့ရခဲ့မယ်ဆိုလို့ရှိရင်လေခမမှာရတဲ့အကြောင်းတစ်ချက်တော့ပြောပြခဲ့ပါအောင်နော်ဒီဘက်ကကျွန်တော်တို့ invite ဆိုတာတော့ solution နဲ့ invite ဆိုတာတော့တကယ်ချင်းတွေကို invite ခေါ်ပြီးတော့ဗောနော်ဒီ gain link ကိုကျွန်တော်ဒီမှာကူးလိုက် link အဲ့ဒီ link ကိုကျွန်တော်တို့ကတကယ်ချင်းအစ်တတွေကိုသွားပို့ဗောနော်ပို့ပြီးတော့ဒီ link ကိုကျွန်တော်တို့ကဟိုဝင် down ပြီးတော့ဆော့ပြီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့သူပြတဲ့ဒီမှာ coin တွေကိုကျွန်တော်ကရရှိမှာဖြစ်ပါတယ်နော်ဆိုတော့အဲ့ဒီနေရာလေးကိုတော့နားလည်မယ်ထင်တယ် invite ကတော့ဘာမှမခက်ဘူးဗောနော်ပြီးလို့ရှိရင်ဒီ return return ကတော့ဒါကတော့ကျွန်တော်အရှိဦးဆုံးမှာပြခဲ့တဲ့ငွေထုတ်တဲ့နေရာဗောနော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ငွေထုတ် ထားတာရောင်းမရောက်ကိုဘယ်နေရာမှာကြည့်ရမယ်ဆိုလို့ရှိရင်စစ်လို့ရတဲ့နေရာကိုကျွန်တော်တို့သွားကြမယ်စစ်လို့ရတာဘယ်နေရာမှာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီထိတ်ဆုံးမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီအကောက် logo လေးရှိရဲ့အဲ့နေရာတို့ရှက်ဝင်သွားလိုက်အပေါ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ account history ဆိုတာရှိတယ်ဒီမှာ account history ပေါ့နော် account history ဆိုတော့တချက်ဝင်လိုက်ပါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့သူကဘာကိုပြပေးထားလဲဆိုလို့ရှိရင်ဒီမှာပေါ့နော်အဲဒီ return ကကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ account ထဲကနေနှုတ်သွားပါဘောနော်။ဘာလို့နှုတ်ထားရလဲဆိုလို့ရှိရင်ကျွန်တော်ငွေထုတ်ထားလို့နှုတ်တာ။အဲနှုတ်လိုက်တဲ့ဟာကိုသူကကျွန်တော်တို့ရဲ့ဘိုင်းနေ account ထဲကိုပို့ပေးမှာပါဘောနော်။ဒီမှာဆိုလို့ရှိရင်ကျွန်တော် coin 100ကိုနှုတ်သွားပြီ။ဒီဟာဆိုလို့ရှိရင်ဒါ coin 100ကကျွန်တော် welcome bonus အနေနဲ့ရထားတဲ့ဟာပါဘောနော်။အဲအဲ့လိုမျိုးလေးရှိပါတယ်။အဲ့လိုမျိုးလေးလည်းစစ်လို့ရရပါဘောနော်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ my reward ဆိုတာရှိပါတယ်။အဲ့မှာဒီဖလားပုံစံမျိုးလေးနေပါတော့အဲ my reward ဆိုတဲ့ဟာလေးကိုရှာနှိပ်လိုက်ပါဒီလိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ သူပြထားတယ်ကျွန်တော်တို့ထုတ်တဲ့ဟာက48နာရီအတွင်းသူကဒီ transfer ပေါ့နော်လုပ်ပေးမယ်လွှဲပေးမယ်လို့သူပြောထားပါတယ်အဲဒါကျွန်တော်ထုတ်ထားတဲ့ဟာလေးပေါ့နော်ထုတ်ထားတာကိုဘယ်လောက်ထုတ်ထားလဲဆိုတော့ကြည့်ရဒီမှာ possession ပြနေပါတယ်ဒါကျွန်တော်တို့ရဲ့ account ထဲကိုပို့နေတယ်48နာရီအတွင်းလွှဲပေးမယ်လို့သူပြောထားတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးဒါကျွန်တော်တို့ငွေထုတ်ထားတာကိုလေလာပြီးတော့ကြည့်လို့ရပါတယ်တကယ်လို့ကျွန်တော်တို့ရဲ့ account ထဲကိုရွက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ gmail ပေါ့နော်ဘိုင်းနဲ့ဖွင့်ထားတဲ့ gmail ကိုလည်းတွားကြည့်လို့ရတယ်လို့ကိုယ့်ရဲ့ဘိုင်းနဲ့ account ထဲကိုလည်းတွားပြီးတော့ကြည့်လို့ရပါတယ်နော်အဲအဲ့လိုမျိုးလေးတွေဖြစ်ပါတယ်ဆိုတော့ ဒီ game လေးကကျွန်တော်တို့ဆက်ဆာဝင်ဝင်ချင်းငွေထုတ်လို့ရတာဖြစ်တဲ့အတွက်တော်တော်လေးကိုမှအဲဂုံးစင်းလို့ကောင်းတဲ့ app ကလေးလို့ပြောလို့ရရပါတော့။အပတ်ကြီး UCD ပါထုတ်လို့ရတာဖြစ်တဲ့အတွက်တော်တော်လေးမိုက်ပါတယ်။ Okay ဆိုတော့ကျွန်တော်ရဲ့ဒီနေ့ game လေးရနေပြီးတော့မှအာရငွေရှာတဲ့နီးလေးရောဒီလောက်ပါပဲ။အာကျွန်တော်ရှင်းပြခဲ့တဲ့ဗူဂျူလေးတွေရာမရှင်းတဲ့နေရာလေးတွေရှိလို့ရှင်လဲ comment မှာ mention ခဲ့လို့ရပါတယ်။နောက်ပြီးတော့လည်းမရှင်းသေးဘူးဆိုလို့ရှင်လဲဒီဗူဂျူလေးကိုနောက်တစ်ခါပြန်ပြီးတော့ရေးကြည့်လို့ရပါတယ်နော်။ Okay အားလုံးကိုကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲရန်ထားလိုက်ပါမယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်နော်